မြန်မာနိုင်ငံမှာ2020ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအနေနဲ့လူဆဲဝင်စားမှုအများဆုံးတိုက်ပွဲတွေတဲမှာမွန်ပြည်နယ်ကြိုင်မြော်မြို့နယ်က6နှစ်ခွတိုက်ပွဲလေးပဝင်ခဲ့ပါတယ်။ကရင်လက်လက်ကန်အဖွဲ့ KNL နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ6နှစ်ခွစခန်းတိုက်ခိုက်သိမ်းယူနိုင်ဖို့အင်အားအများပြအသုံးပြုကာတိုက်ခိုက်ခဲ့ပြီးမိ6နှစ်ခွစခန်းရှိတမရော်သားတွေဟာစိန်ခေါ်မှုတွေကိုကြောပြက်ကအနိုင်မခံအရှုံးမပေးစိတ်တက်တွေ မာကျောတဲ့စိတ်တက်တွေနဲ့ရဲဘော်ရဲဘဲစိတ်အပြည့်ထားကတုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။တရုတ်တန်ဖိုင်ထဲမှာတော့၆နှစ်ခွစကန်ရှိတမ်မတော်သားတွေဟာရပ်ပေါင်း90ကြော်ကြာဝိုင်းပတ်ပိတ်ဆို့ခန်းကအခက်ခဲမျိုးစုံရှိနေတဲ့ကြားပါနေစကန်မကြအောင်ဘလိုမျိုးစမ်းဆောင်နိုင်ခဲ့တယ်လဲဆိုတာကိုတက်ပွဲမှာကိုယ်တိုင်ပါဝင်ခဲ့သူတဦးဖြစ်တယ်။ရိုးမြင့်ရန်အောင်သုံးသက် ရေးသားဖော်ပြထားတယ်။ထောင်နှစ်ခါမှသူရဲ့ကောင်းများအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့

တပ်မတော်စခန်းတွေကိုသွေထိုးစံကျူးကြော်တိုက်ခိုက်လာတယ်။ KNN နေနဲ့ PDF အကြမ်းဖက်တွေကိုတိုက်ထုတ်ခဲ့ရတယ်။ချောင်းလက်ခွာတိုက်ပွဲတွေကမြန်မာတပ်မတော်သားတွေရဲ့အားမန်အပြင်းနဲ့စကားတွေရန်သူတွေအတွက်တကယ်လဲအပိုင်ဖြစ်သွားခဲ့တယ်။သူတို့အလောင်းတွေသူတို့ပြန်ပိုင်ခဲ့ရတာ။ချောင်းလက်ခွာကိုလိုချင်ခဲ့တဲ့ရန်သူတွေဟာမမဆောင်စကားလို့ရတယ်လို့လို့မရတယ်လို့လို့ကနေကြော်ဟင်းစကားလို့၁၀နှစ်၁၀နှစ်စူးစမ်းဖြစ်သွားခဲ့တယ်။သူတို့ရဲ့အလောင်းတွေကိုဆိုင်ကယ်တွေကားတွေနဲ့ ပြန်တိုက်ထုတ်သွားခဲ့ရတယ်။ဘလို့အကြောင်းအရာတွေကြောင့်ဒီချောင်းနှက်ခွတိုက်ပွဲကနာမည်ကြီးခဲ့တာလေ။တည့်ရချက်တမ်းမတော်အနေနဲ့အချိန်ကာလတို့အတွင်းမှာရီမန်းချက်ကိုအောင်မြင်ခဲ့တာ။နေ့အချက်အင်အား၃လေးစာများတဲ့ရန်သူကိုအနိုင်မခံအရှုံးမပေးရဲ့စိတ်နဲ့ခံစားခဲ့တာ။တောင်းအချက်မြေပြင်ကောင်းဆောင်တွေရဲ့စင်နေပရိရဲ့များစွာနဲ့တိုက်ခိုက်ခဲ့ရာအပေါ်ကစကားတွေကိုပြန်ကောက်ယူရင် အကိုကြီးလို့ခေါ်ပြီးအာမခံစကားပြောခဲ့တဲ့သူကချောင်းနှက်ခွကိုရန်သူလက်ထဲကပြန်တိုက်ခဲ့တယ်။ ကွန်မန်ဒိုတရင်ရဲ့တရင်မှုကယူအာမှုကိုတင်ပို့ခဲ့တဲ့စကက်လုံးစိတ်ချအပါဆွေစကားနဲ့အစချီပြောခဲ့စကက်လုံးကသူ့ညီတွေရဲ့စွမ်းအားကိုယုံကြည်စွာနဲ့တိုင်းမှုကိုတင်ပြခဲ့တဲ့ယူအာမှုရဲ့စကက်လုံးတရင်မှုကသူ့လက်အောက်ကအရာရှိစစ်တီဗီရဲ့စွမ်းရည်ကိုယုံကြည်ရဲ့ယုံကြည်တဲ့အလျောက်သူကိုယ်တိုင်လည်းရှေ့ဆုံးတက်စိတ်ကနေဦးဆောင်ပြီးတော့တက်တယ်။ရှေ့ဆုံးမှာငါတို့တရင်မှုတော်တက်နေတာပဲဆိုတဲ့အသည့်နဲ့လက်အောက်အရာရှိစစ်တီဗီအားလုံးကလည်း တက်တက်ကြွကြွနဲ့တိုက်တယ်။ဒို့ဘူကဓားဆွဲလို့ရှေ့ကတက်ပါတယ်ဆိုရက်စစ်တချင်းအောင်တတိယမိသေးရဲ့။ဒီလိုမျိုးတက်တက်ရှိရှိနဲ့တိုက်တော့အောင်ပွဲရတာပေါ့။တိုက်ပွဲဖြစ်စဉ်ကိုပြန်ပြောင်းပြောရမယ်ဆိုရင်အပိုင်နှစ်ပိုင်ခွဲပြောရမယ်။ KNL လေးနဲ့ PDF အကြမ်းဖက်တွေချောင်းနှခွဒေတာကိုလာရောက်ကျူးကျော်သိမ်းပိုက်တာကိုတံပြန်တိုက်စစ်စင်မောင်းထုတ်ခဲ့တဲ့တမရော်နဲ့ BGF တွေရဲ့စင်နေပရိရဲ့နောက်တစ်ခုကအကြမ်းဖက်တွေပပလဲဝိုင်းပတ်ပိတ်ဆို့ထားတဲ့ ဆောင်းနှက်ခွာစခန်းမှာရက်90ကြာကြံကြက်ခံခုခံတိုက်ခိုက်နေရတဲ့တပ်မတော်သားတွေကိုကဲထုတ်ခရရတဲ့ဖြစ်စဉ်နဲ့ဆောင်းနှက်ခွာဒေသကို အပီးတိုင်သိမ့်ပိုက်အကြမ်းဖက်ကင်းဆောင်လုပ်ခဲ့တဲ့အဆုံးသက်တိုက်ပွဲ2023နိုဝင်ဘာ10ရက် KNL နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာသူတို့ခြေကုပ်ယူထားတဲ့ကြာအင်းစိတ်ကြီးစိုက်မရောဘူးတုံလန်းကနေမော်ပြည်နယ်တဲဝင်ရောက်လာတယ်။အဲ့ဒီလန်းအပိုင်းရဲ့ကရင်ပြည်နယ်နဲ့မော်ပြည်နယ်အဆက်မှာရှိနေတဲ့နေရာမှာ အထရံမြေကူတတာတစင်ဖြစ်တဲ့6နှစ်ခွာတတာတတာအနားမှာရှိနေတာက6နှစ်ခွာရွာနဲ့တမ်တော်စခန်တကူမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲကင်တကူအင်အား400ကျော်900နေပါနဲ့တချီတမောင်းချီတက်လာတဲ့ငပွေးတွေဟာတရက်ထဲမှာပဲ6နှစ်ခွာကရဲကင်ကိုတင်ပိုက်ပြီးတမ်တော်စခန်ကိုဝိုင်းပက်ပိတ်ဆို့ထားလိုက်ကြတယ်။နိုဝင်ဘာ15အထိ6ရက်လောက်အကြာမှာတော့6နှစ်ခွာဒေတာတစ်ခုလုံးအပြင်မော်ပြည်နယ်ဘက်မှာရှိနေတဲ့ကြောက်ွဲဒေတာအထိလွှမ်းမိုးနိုင်သွားခဲ့ပြီး နိုင်ငံရဲ့အချုပ်ကြအာဏာကိုအလင်းအငိုက်ထိပါစော်ကားလာကြတဲ့ဒီလိုငပွေးကောင်တွေကို KSSS တုံးလန့်ချိန်မောင်းခဲ့တယ်။မြမတမတော်ဟာဒီတခါလဲဘယ်နေလိမ့်မတုံး။အထက်မင်းရတာကချောင်းနှခွဒေတာကိုပြန်လဲရယူဖို့အကျန်းဖက်ကောင်တွေကိုမောင်းထုတ်ဖို့နဲ့တောင်းကျန်းသူကင်းစင်မျက်မြင့်ဖြစ်ပြောင်းလဲပြဖို့တာဝန်ပေးလာတော့လေကျေပွန်ရမှာပေါ့။ရရှိတဲ့အင်အားကမြမတမတော်တရင်နှရင်နဲ့တွဲဖက်ပြီး BGF တပ်အင်အား200ကျော်ကန့် တကယ်တမ်းမြေပြင်မှာ PGF တပ်တွေရောက်မလာကြသေးဘူးဒီအကြောင်းကိုနောက်မှဆက်ပြောပြမယ်ဖိုက်တာတရင်နှရင်ဖြစ်တဲ့ခလာရ81နဲ့ခမာရ432နဲ့တရင်နှရင်သာဆိုရဲအင်အားကရာကနန်းတောင်မပြေတပြေတပည့်ရန်သူရဲ့အင်အားကရာချီထောင်းချီမြေအနေထားအရာလဲစုံမိုးထားပေးနေပြီတမ်မတော်အနေနဲ့တိုက်စစ်ပြန်ဖွင့်ဖို့လက်မြေပြန်အရယူဖို့ကစင်နီပရိယံနဲ့စိတ်တက်ကလွဲလို့တကြအားကိုးစရာမရှိစိတ်တက်အနေနဲ့ကပြောနေစရာမလိုရှိနေပြီတော့ ဆင်နီပရီရဲ့ဒါကတော့ခေါင်းဆောင်သူကွန်မန်တာရဲ့အပေါ်အများကြီးမူတည်နေလိမ့်မယ်။အဲ့ဒီတိုင်ရင်နှစ်ခုကို အတိကကွန်မန်ပေးကင်တွယ်မှာကဖြူဟာမှုလက်အောက်ကိုအမိန်ပေးတယ်။အမိန်ပေးရဆိုတာထက်လှူလာချက်ကိုရှင်းရှင်းလင်းလင်းပြောပြတာ။မင်းတို့တွေကို၆နှစ်ခွကိုချက်ချင်းပြန်သိမ်းရမယ်။၆နှစ်ခွကိုချက်ချင်းရောက်ရမယ်လို့ငါမဆိုလိုဘူး။မျော်လဲမမျော်လင့်ဘူး။ကြောက်ခွဲရွာထီတော့ငါ့ကိုသိမ်းပေး။ဘာတွေလိုအပ်မလဲ။ဘာခက်ခဲတွေရှိလဲ။ပွင့်ပွင့်လင်းလင်းတခါတည်းပြော။မရှိဘူးဆိုရင်ဖြစ်အောင်လုပ်။ အမိတ်ကရှင်နေပြက်တယ်။လက်အောက်ကလည်းလက်တွေ့အကောင်တွေဖော်တယ်။တောင်ကလေးကအထွက်ဒေတာအခေါ်လာဘူးကုံရောက်ရင်ပဲထိတွေ့မှုစဖြစ်ပြီးအချိန်တို့အတွင်းမှာပဲတင်ပါလိုက်နိုင်တယ်။ဒီလိုအလွယ်တကူတင်လိုက်နိုင်အောင်လဲစစ်စင်ရေမစခင်နှစ်ပတ်လောက်အလိုရေကယူဟာက စိုက်ဝါးတွေထည့်ထားခဲ့တာ။တရင်နေရင်တည်းကထုံနှုတ်ပြီးကွန်မန်ဒိုတက်ခွဲဆိုပြီးဖွဲ့တယ်။မမချာချာတောင်းတောင်းတင်းတင်းတပတ်၄၅၀လောက်ကိုစစ်ဝစ်ဆောင်ချက်ဝိတ်တစားအပြည့်စင်ပေးပြီးတော့ ပေါ်ဝီကား၂စီနဲ့မိသွေးကုံအထိပို့တယ်။မိသွေးကုံသားမှာလှုပ်လှုပ်ရှုပ်ရှုပ်တွေလောက်ကားလန်ပေးနာတခြားကိုလည်းတည်င်းလွင့်ငပွေးကောင်တွေကိုအပီတမမဲ့ကွန်မန်ဒိုတရင်လာပြီပေါ့။မိသွေးကုံရောက်တော့အားလုံးကိုအရက်ဝဲလဲပြီးတခြားကားတွေနဲ့တောင်ကလေးကိုပြန်ပို့တယ်။မပို့လို့မရဘူး။ဖြူအားမှာအင်အားကတိတ်ရှိရမဟုတ်။အဲ့လို၃လေးကောက်လောက်လှုပ်လိုက်တော့ကားလန်ပေးတခြားဆိုင်တွေရွာသားတွေစီပါတည်င်းကရောက်ပြီးစစ်တပ်ကကွန်မန်ဒိုအင်အား၄၅၆၀လောက် ကားနှစီးနဲ့လာချသွားတယ်။ငပွေးတွေစီလည်းရောက်ပြီပေါ့။ဒီတရင်ကဘျူဟာကဒီမာတင်ရက်ပြီလားမဟုတ်သေးဘူး။စိုင်ကဲနှစီးလောင်းနဲ့တီကောင်လေးစက္ကန်းချနေတဲ့နေရာတွေစီကိုတရေချလောင်း၄၂လုံး၃လုံးလောက်နက်နက်ငယ်တကက်လောက်တွားတွားတွေ့ပေးတယ်။ပြီးရနေပြန်လာ။ဟိုကောင်တွေထွက်တွင်မယ်လို့တော့မရှိတော့ဘူး။အပြတ်သူတို့တရင်ရထားတဲ့ rubber တော်ရဲကကွန်မန်ဒိုတွေပဲလာလာ ပြစ်နေသလိုအဲ့ညမှာ rubber တော်တွေကလည်းအများကြီးရဲကြလာတော့မခံနိုင်ကြတော့ဘူး။ တို့တည်င်းရထားတဲ့ rubber dory တဲကိုနေတိုင်း drop ပုံနဲ့အတွဲလိုက်သွားချတယ်ချပေါ့အလုတ်ပေးရှုပ်ထားတာ train ဆိုတဲ့ရွာထဲမှာလဲတက်ကစစ်ကြောင်းတက်လာရင် ဖြတ်ပိတ်ဖို့အင်အား100 150လာအမြဲစုဖွဲ့ထားတယ်အဲ့ဒီမှာတက်ကဒုတိယအကြိမ်စိုက်ဝါထက်လွင်နေတက်ရဲ့ commando တက်ခွဲက train ရွာကိုဝင်ကျုံတော့မှာရှောင်ထားကြအပိတမတော့မှာတကယ်တမ်းလဲဒီဘက်ကနေ81နဲ့ပြစ်တာမျိုး120နဲ့ဒီကောင်ရီစီပြစ်တာမျိုးတွေလောက်တယ် ဟန်ကျန်ကြီးစွာမြေပြင်ဆိုင်ကအခွဲကလည်း40နဲ့တွားတွားတွေ့ပေးထားတော့ထရန်ရွာမှာရှိတဲ့ငပွေးတွေနည်းနည်းတော့တွန့်လာကြပြီတို့လည်းမတို့ရဲ့စုတ်လည်းမစုတ်ရဲ့သူတို့အနာမှာကွန်မန်ဒိုအခွဲတွေပတ်ဝိုင်းထားတယ်လို့အဲ့ဒီချိန်မှာပင်မစစ်တောင်းကလမ်းတိုင်းဆထွက်ပြီးလမ်းဘေးဘယ်ညာကိုရှင်ပြီးတဆင်ချင်းတိုးလာကြပြီ အာသာချက်ကစစ်တောင်းမှာဒရုန်းတပ်ဖွဲ့လည်းပါလာပြီအထက်ကကြပေးတဲ့ဒရုန်းကလေးစီဗျူအာမှာမူလရှိနေတာကတစ်စီဘာ90နဲ့စစ်တောင်းရှေ့ပြေးတောက်လျှောက်ဝဲနေရဲ့ ယူအားမမီးစက်ကြီးတွေနှိုးထားပြီးအစင်အတက်အားဖြည့်ပေးနေရယ်ပထမနေ့ဘာမှထိတွေ့မှုမရှိလိုက်ပဲကြောက်ွဲရွာကိုတင်လိုက်နိုင်တယ်ကြောက်ွဲဖျားလန်းစုံဒီလောက်နဲ့မရသေးဘူးဆက်သွားရင် မြင့်မြတ်အောင်စီပန့်ဆိုင်အဲ့ဒီအထိတိမ်ပြက်လိုက်တယ်ဘာကြောင့်လဲစီဆိုင်ကနေဆိုရင်ခြောက်နှက်ခွအထိက drone range ကောင်းကောင်းမိသွားပြီးရှေ့ဆက်တွေ့ရမယ်တိုက်ပွဲတွေအတွေ့ပြေကူပေး drone တွေအသက်ဝင်ပြီးကားလန်တီတီကြီးပေါ်ချီတက်လာတဲ့စစ်ကြောင်းကို ဘာမှမဝေးတဲ့ train ကနေငပွေးတွေလာဖြတ်ပိတ်ရင်ပိတ်လို့ရတယ်။ဒါမှမဟုတ်သူတို့မထွက်ရဘူး။သူတို့နောက်ကနေကွန်မန်ဒိုစစ်ကြောင်းကပဲလာဆောင်တော့မှလလို့ဘေးကနေပဲဖြတ်တိုက်တော့မှလလို့ train မှာစုပ်ဝက်ထားတဲ့ကောင်တွေစစ်ကြောင်းထွက်လာတာသိရတယ်။ဒါမှမဟုတ်မထွက်ရဲကြ။စက်ပေါ်မှာအချင်းချင်းတွေညှိကုံကြပြီ။ချောင်းတစ်ခွကောင်တွေက train ကကောင်တွေကိုဟိုမှာစစ်တပ်ကထွက်လာနေပြီ။မင်းတို့ကဘာလို့ဖြတ်ပိတ်သေးရလဲ။ဘာညာ train ကလေငါတို့ထွက်တာနဲ့သူတို့ကွန်မန်ဒိုတွေကလာဝင်စောက်မှာပေါ့ဟာ။ ဘာလို့ထွက်ရမှာလဲစက်ပေါ်မှာကြားနေရတဲ့ဒီကောင်လေးရဲ့နောင်ကျိန်ပွဲကိုနားထောင်ပြီးခြိတက်ရတာအရသာရှိလိုက်တဲ့ဖြစ်ချင်းမရှိရဲ့ကွန်မန်တို့ကိုလက်နေကြတာကြည့်ပြီးနေလိုက်တဲ့ဖြစ်ချင်းဒီကောင်လေးကလည်းလဲတယ်မြစ်အတိုင်းလာမယ်ထင်ပြီးမြေကမ်းတစ်လျှောက်ထောင်ထားတဲ့မိုင်းတွေမှာမွားစားခြင်းကားလန်အတိုင်းလာလိမ့်မယ်လို့သူတို့မထင်ထားဘူးတကယ်တမ်းစစ်ဗျူဟာအရာဆိုရင်လည်းမှန်တယ်ဘဲကွန်မန်တောင်မှထီထီကြီးဖြစ်နေတဲ့လမ်းကနေခြိတက်မှာမဟုတ်ဒါကြောင့်မြေကမ်းတစ်လျှောက်မိုင်းတွေပရိသတ်ထောင်ထားပြီးအပိုင်တွေဖို့စောင့်နေရာ ။တက်ကလည်းလူလဲပြန်ကြလိုက်တယ်။မျက်စီသွားမနေရဘူး။လမ်းအတိုင်းပဲတဲချီတက်လိုက်တယ်။ငွေရည်မျက်လုံးပြုတ်ပြီးမိုင်းတွေကိုပြန်ရွှေ့ဖို့အချိန်မရတော့။လူတွေကတော့ချက်ချင်းရွှေ့ပြီးကားလမ်းဘေးမှာခြေလာတဲ့စစ်ကြောင်ကိုအပိုင်ကင်ဖို့ကတုတ်ချင်းတွေတိုးပြီးစောင့်နေကြရော။တက်ကအားတကျရှေ့သွားတာကကြောက်ခွဲကိုတင်မိတာဖြစ်နေတော့ viewer မူးက drone အဖွဲကို ထုံတော့ပြီးရှေ့ပြေးကတ်လုတ်ခိုင်းနေတခါတည်းပါမေးလိုက်တယ်။မင်းတို့တွေလုံနိုင်မလား? drone အဖွဲကတစ်ချက်မတွန့်ဆိုင်ဘူး။လုံနိုင်ပါတယ်အဖ။ ကျွန်တော်တို့ရှေ့ဆုံးကသွားမှာအေးချကွာရှေ့နာရောက်တော့မေတူတင်ဆိုင် စပီးထိတွေ့ကြပြီအောင်ငနေချင်းကနေတိုက်ပွဲကြခြင်း၄နာရီလောက်မှာတပ်ဘက်ကအားသာကျဖြစ်နေတာကဒရုန်းကြောက်ခွဲကနေတစီပီတစီတက်လိုက်ဆင်းလိုက်နဲ့အတွဲလိုက်ပုံသွားသွားချတယ်အားကုန်လောက်ရှိရနေအသင်နှိုးထားတဲ့မီးစက်ကြီးတွေနဲ့တွင်းပြန်တက်ပုံသွားချတစီကပြန်လာအားပြန်တွင်း၁၂၀ကလည်းမနေဘူးတောက်လျှောက်တွေ၈၁ကလည်းမနာမရက်မနာစော့ အကျန်းဖက်တွေမခံနိုင်တော့ပြေးကြပြီစက်ပေါ်မှာကြားရတာတွေရောမြေပြင်တည်င်းအရာပါသိရတာကငပွေး20 30လမိသွေးဖုတ်ဖြင့်30လောက်ကဒဏ်ရာတွေရစိုးရင်ရတာတွေရောမစိုးရင်ရတာတွေရောအထိနာတာတဲ့ဒီကောင်လေးစောပြန်တောင်ဘက်ကိုစုပ်ပြေးကြပါလေရောတက်ကတိပေမဲ့လိုက်မတွေ့ပြတော့ဘယ်လောက်ဖြစ်ပါမလဲကွန်မန်ဒိုတက်ခွဲဆိုတာက ဖော်ရှော့လုပ်ထားတာတကယ်မရှိဒါကိုလက်မီခွပြေးဝက်ပြေးပြေးခဲ့ကြရဲ့ကောင်းလေအပြစ်မှန်တာပြန်သေးရရင်ဘလောက်တောင်ရင်ထုမနာဖြစ်ကြလိုက်မလဲ ဒီကောင်လေးဇော်ပြန်တောင်ပဲ့သွားဥနေကြသိပေမဲ့လိုက်ရှင်မှုအစစ်မပြေအင်အားကမရှိဒါနဲ့ခဏလေးချိုးထားတာပါဂျုံးနဲ့ပဲလှုပ်ပေးလိုက်တယ်ထပ်ပြီးအတွက်လိုက်ဆက်လွတ်တာတွေက81တွေ120တွေမိုးတီမိုးပေါက်တွေအလားဂတိတွေမခံနိုင်ကြတော့ပြေးကြပြီတဒါတပည့်အချံအဲဒီကောင်နေတက်မတော်ကတတိတတိတိုးရင်နဲ့ရလိုက်ပါပြီချောင်းနှက်ခွတစ်ဖက်အချံပြောရရင်စစ်စစ်ရေးစအပြီး၄၅ရက်ဝန်းကျင်မှာပဲ ချောင်းလက်ခွတရားရဲ့ဒီဘက်အချမ်းကိုတက်ကပြန်သိမ်းလိုက်နိုင်တာအဲ့ဒီအချိန်မှာရောက်လာကြပါပြီ BGF တပ်ဖွဲ့တွေပြန်လဲသိမ်းပိုက်ပြီးရတဲ့တရားကြီးနဲ့မှတ်တမ်းတင်အချက်ကိုလည်းစစ်စင်ရေးရဲ့အောင်မြင်မှုခြင်းတွေကိုတည်င်းဖို့ချောင်းလက်ခွတရားရဲ့တစ်ဖက်အချမ်းမှာတော့ရန်သူတပ်ကွင်းနဲ့ရောက်နေတဲ့ချောင်းလက်ခွတပ်စခန်းမိမိတို့ရဲ့ရဲဘော်ရဲဘက်တွေအချိန်နဲ့အရာငပွေးတွေအင်အားအလုံးအရှင်းနဲ့မုန်းရံပိတ်ဆို့ထားတာမို့သွားတော့မတွေ့နိုင်သေးတောင်ကလေးကနေချောင်းလက်ခွတရားဒီဘက်ထိတ်ထိတ်ကိုတော့ကားနဲ့သွားလို့ရသွားခဲ့တယ် ရှေ့တန်းတပတ်တွေညီတော်မောင်တွေအတွက်ပြူဟာမှုရဲ့အမှားစကားမင်းတို့တွေခြားစရာရှိတာရဲရဲနဲ့တင်ပြပြတတာတမတာတမခဲရန်လက်နဲ့လူရင်ပြောငါအနောက်ကနေလိုက်ပို့မယ်တကယ်လဲလိုက်ပို့ခဲ့တော့ပြည်ကလုံးဝမကြပဲအားတာချက်တကူဖြစ်သွားခဲ့တယ်။ချောင်းတကွာစစ်စင်ရဲ့ပထမပိုင်းကိုပြန်ဆန်းစရင်ကောင်တာဆိုင်ဝါတစ်ခု120-81တွေနဲ့ထိန်းဒရုန်းတွေနဲ့အပြန်လန်ဟန်ချက်ထိန်းပြီးဘောင်းပိုင်ပေါင်းချီတက်နိုင်ခဲ့မှုကနေတပတ်ကန်ကူဖို့အနေထားတင်ကိုရောက်ခဲ့တယ်။ ဆက်လက်ပြီးစီမံချက်တွေချတယ်။မြေပုံတွေဆွဲတယ်။ဝိုင်းဘက်ပိတ်ဆို့ထားတဲ့အကြမ်းဖက်တွေကိုဗတ်ပေါင်းစုံကနေထိုးပေါက်တိုက်ခိုက်မဲ့အစီအမံတွေပြင်နေ။တကယ်တမ်းကျတော့ခြောက်နှက်ခွာရဲ့ဒီဘက်အချမ်းထိရသွားတာကိုပဲတက်အတွက်အတော်လေးကိုဟုတ်နေပြီ။ကားလန်တလျှောက်ဒိုးရိုပေါက်သွားလာနိုင်ပြီ။နေရယူလုံခြုံရေးယူထားတဲ့မိမိတို့ရဲ့တပ်ဖွဲ့ဝင်တွေအတွက်လက်နက်ခဲယံရိတ်ခါတွေထောက်ပို့နိုင်ပြီ။တပ်ဖက်ကရန်သူဝိုင်းပတ်ထားတဲ့ခြောက်နှက်ခွာစခန်းကမိမိတို့ရဲ့ရဲဘော်ရဲဘက်တွေကိုလည်းခဲယံနဲ့ရိတ်ခါတွေထောက်ပို့နိုင်ခဲ့ပြီ။ ပတ်လည်ဝိုင်းထားတဲ့ရန်သူတွေကိုလည်းချိန်ချောင်းနိုင်ခဲ့ပြီ။ဒါတွေကိုဘလို့ဆက်လုပ်သွားတာလဲ။စီမံချက်တွေစာဆွဲပြီးစင်နီပရိယရီထုတ်ပြီးမြန်မာတပ်မတော်မလုံနိုင်တာဘာမှမရှိ။တာလုံအင်းရအများပြားနဲ့အလင်းငါဝင်တိုက်လာတဲ့အကြံဖက်တွေ။ဆောင်းတဲ့ခွာစကန်ကိုတင်တံတားကိုအပိုင်စီပြီးဆောင်းတဲ့ဘယ်ကန်ကြောက်ွဲဒေတာထိခြေဆက်လာရဲ့ကောင်းနေ။ဗနရက်ညာခံလိုက်လို့တော့တမ်ရော်ရဲ့ပြူဟာမြောက်တံမြန်တိုက်စစ်တွေကြောင့်လန်ကျသွားပြီးတံတားတစ်ဖက်စီကိုဆုတ်ခွာသွားရပြီမဟုတ်လား။ တို့အရန်လိုချင်နေတဲ့ချောင်းနှစ်ခွအခုတော့တစ်ခွပဲကျန်တော့တယ်လို့ပြောရမယ်။တရားဒီပဲအချမ်းထိပ်ကိုတက်မတော်ကကောင်းကောင်းကြီးစုံမထားလိုက်နိုင်ပြီ။တောင်ကလေးပြူဟာကနေကောင်းကောင်းကုတ်ကဲလို့ရှာသွားပြီ။ဒါပေမဲ့အချမ်းဘက်တွေခြေကောယူထားတဲ့တရားတစ်ဖက်ချမ်းချောင်းနှစ်ခွစခန်းမှာတော့တက်မတော်သားတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာဝိုင်းပက်ပိတ်ဆို့ထားတဲ့ရန်သူတွေကိုအခုချိန်ထိကြမ်းကြမ်းခံခံချနေရောအနိုင်မခံအရှုံးမပေးရဲ့စိတ်ဓာတ်နဲ့မိမိတို့ရဲ့စခန်းကိုနောက်ဆုံးထွက်သက်သည့်ရင်စည်းကာကွယ်နေတော့ ချောင်းလက်ကစကန်ကြောင့်နည်းနည်းပြောပြရမယ်ဆိုရင်စကန်ကုန်းလို့သာတုံးနေကြတယ်။တကယ်ကဘာတောင်ကုန်းတောင်ထဲမှာမရှိတဲ့ flat ကြီးစကန်ပက်လက်အရှိက150-200မီတာထက်မပိုဘူး။စကန်တစ်ခုလုံး area ကမှ930မီတာဝန်းကျင်။ပြောရရင်တာမန်မြေပြန်တစ်ခုမှတိဆောက်ထားတဲ့စကန်ငယ်လေးတစ်ခုပပက်လက်မှာချောင်းနှစ်ခွရွာတဲ့က3တက်တိုက်တွေဗလီဗီပက်လက်ဝန်းရံနေရ။အကြံဖက်ကောင်တွေကချောင်းနှက်ခွတရားကိုတင်ပြီးပြီးချင်းချောင်းနှက်ခွစကန်ပက်လက်မှာရှိနေရဲ့ တုံးတဲတိုက်တွေပေါ်တက်ပြီးနေရာရွှေ့ပေးပြီးလက်နက်ကြီးငယ်အစုံစနိုက်ပါတွေ RPG တွေနဲ့စကန်ကိုပက်လေဝိုင်းပေးပြီးမြေပြန့်ဖြစ်တဲ့6နှစ်กว่าစကန်ကတမ်းတော်သားတွေအဖို့ပပက်လေအမြင့်နေရာတွေစီကနေဝန်းရံထားခြင်းခင်ရတဲ့အခြေအနေဘလောက်ဆိုးလဲတာတွေးကြည့်ပြီးတော့ဆန်စီယုတ်တိုင်ထိတ်ကနိုးစီဘူးလို့လက်တဲ့စမ်းကျင်တိုင်းစမ်းလို့ကောင်းနေတဲ့အနေထားဒါပေမဲ့ငတိကောင်တွေရက်3-40လောက်ကြားတဲ့အချိန်ထိအဲ့ဒီစကန်လေးကိုမရနိုင်ခဲ့ဘူးစကန်မှာရှိနေတဲ့တမ်းတော်သားတွေရဲ့ ငါမသိငါစကံမကြစီရဆိုတဲ့စိတ်နဲ့ရွရွချွချွန်ကာကွယ်မှုတွေကြောင့်စကံနာကိုလုံးဝမသိနိုင်တဲ့။ဘယ်တီလို့ရမလဲ။တက်လာတများကိုတက်ကအပီတမနေရ။လက်နဲ့ငယ်နဲ့လဲစော120ရင်းနဲ့လဲစော120ဆိုရင်ဘလောက်ထိအရဲစုံလောက်ခဲရလဲဆိုတော့ပက်လက်မီတာ300အကွာမှာကိုအကြမ်းဖက်တွေကဝိုင်းနေရ။သူတို့ကိုတွေ့ဖို့အတွက်120ကို85ဒီဂရီအထိ ထောင်ပြီးမမိုက်ကကန်ပြစ်ခဲရှာတာ။ပြစ်ချက်တွေကတိကျတယ်။ ဒီကောင်တွေရှိရဲ့အစာအုပ်ပေါ်ရေးကြီးပဲဒါကြောင့်လည်းဒီကောင်တွေအနာလာမသိခဲ့တာသူတို့ကိုအဓိကတွေ့နေတာအမြောင်မှန်လဲသိရောအဲ့ဒီအမြောင်တွေဘုံသီးတွေရှိတဲ့နေရာကိုဒရော့ဘုံတွေစက်တိုက်လာလာခြားတယ်ဆောင်းနှက်กว่าစကန်တွေကတမ်မရောသားတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာချင်းတွေကစက်တွေလိုလှုပ်ချင်တဲ့အလောက်ခံနေရတဲ့အနေထားဒါပေမဲ့အကြမ်းဖက်တွေလုံးဝဖြိုဖျက်ပြလို့မရတာကတမ်မရောသားတွေရဲ့စိတ်ဓာတ်ရဲတပ်ဖွဲ့ဝင်တွေရဲ့စိတ်ဓာတ်ဘလောက်ပဲတာလုံးအင်အားနဲ့ဝမ်းရည်ထားပါစေ နောက်ဆုံးဒီတောင်ကျန်တဲ့အထိခံကြတော့ဖို့ဆုံးဖြတ်ပေးတာအဲ့ဒီစကံကိုဦးဆောင်နေရကဒုတိယဗိုလ်မှူးကြီးမြို့ကကိုဝင်တရင်မှုလို့ပြောကြည့်တက်တီလည်းကောင်းတယ်လို့စိတ်တက်လည်းအယံမာတယ်စကံကိုစဝိုင်းခရိုင်နေကနေနောက်ဆုံးခရရန်တွေကုန်လာချိန်သူ့ရဲ့အမဖြစ်သူနဲ့ဖုန်းဆက်သွယ်ရခဲ့တယ်အမဖြစ်သူကတော့အရက်သူလည်းဖြစ်မိမသားတအုပ်လည်းဖြစ်လို့တော့စိုးရင်ရှာလိမ့်မှာပေါ့နောက်လေနင်တို့အချိန်နေကောင်းရလားကြည်ရောရှိသေးရလားခရူးဆိုင်ဟာအရန်အရေမကုန်းနဲ့ စိတ်ချမမစိတ်မပုံနဲ့စီဇန်တွေကတော့နဲနေပြီဒါပေမဲ့ငါတို့ဘယ်တော့မှအလျှော့ပြန်မှာမဟုတ်ဘူးကြည်ကုံသွားရင်တနက်နဲ့တက်ရိုက်မယ်တနက်ကြိုးသွားလက်သေးနဲ့တက်ထိုးမယ်ဟာရောရှင်ဆန်လုံးနဲ့စကားပြားဆက်ဆန်လုံးနဲ့ဇက်ွက်ဒါတွေကအပြင်မှာတကယ်ဖြစ်ခဲ့တာဒီလိုစိတ်တက်မှာကြောတဲ့တရင်မူတယောက်ဦးဆောင်နေရဲ့စကမ်းမို့လဲအကျန်းဖက်ကောင်နေအနာကိုမတိရရပေါ့ရော်ဘုံးနေနေနေစဉ်ရက်ဆက်လာလာတွင်ရဲ့အကျန်းဖက်တွေကြောင့်စကမ်းတွေကတောက်ဖက်ဝင်တွေဘန်ဂါတွေကနေတိတ်မထွက်နိုင် 120ရာစီအပြေးသွားဘုံတိထိန်ဂျုံးတွေပါလှိမ့်ထိုးပြီးဘန်ကာရဲပြန်ဝင်ဟိုကောင်တွေကိုတွေ့ရိတ်ခါပိုင်းဆိုရင်လေ air drop ကလာချပီးရင်ရိတ်ခါရီစံတော့တွေမီတာ2000လောက်အမြင့်ကနေလာချရတာဆိုတော့တင်းငင်လာတဲ့စကန်နဲ့ရောက်တာကတဝက်လောက်ပင်ကျန်နာတွေကငပွေးတွေစီကိုရောက်အပြင်မှာအစင်ရဲခံနိုင်တဲ့တက်မတော်သားတွေရတဲ့ရိတ်ခါကိုစန့်စားဖို့အတွက်စံပြုတ်ပြုတ်တော့ကြတယ်ဖြူအောင်မှုနဲ့အဆက်အသွယ်ရလို့သူ့တပည့်တွေစံမြုပ်တောက်နေကြတယ်ဆိုတော့ဖြူအောင်မှုစိတ်ထဲမကောင် ညီလေးတို့တပည့်တို့ဘောင်းပူကြနဲ့ညီတို့အတွက်ရိတ်ခအစင်များလုပ်ပေးမယ်ပြောတဲ့အချိန်စင်မြေပြင်ကန်တဲ့ချက်တွေအကက်ကဲတွေကိုကြော်လွန်ပြီးဘ ிய ူဟာမြောက်စွာနဲ့ရအောင် လုပ်ပေးတယ်စကန်တဲ့ကိုကြက်လာကြတာကစံတုပ်တွေရှူရှဲတုပ်တွေဟင်းကြော်တုပ်တွေဆက်လိတ်တုပ်တွေအားစေးတွေနဲ့နဲ့ခရံကြည်စံတွေစကန်ကတပ်ဖွဲ့ဝင်တွေအတွက်ဘ ிய ူဟာမူရဲ့ရဲဘော်ရဲဘဲစိတ်ပြင်းနေဖန်တီးပေးလိုက်တဲ့ကောင်းဝင်ကကြက်လာတဲ့ရိတ်ခတွေစေနာတွေမြစ်တာတွေတနည်းအားဖြင့်ရဲဘော်စိတ်တွေ ယူအမှုဖို့စကန်နဲ့ဆက်သွယ်ပြောဆိုတဲ့အခါမှာလဲဘရော့မှာအမြဲတမ်းကွန်မန်တာတွေနဲ့ကြည်မပြောအနားမှာဘသူရှိလဲဟတက်သားမောင်လာရှိပါတယ်အပဟုတ်ပြီသူ့ကိုဖုံးပေးလိုက်ပါအောင်မောင်လာဟုတ်ကဲ့ပါအပငါသားတို့အားတင်းထားမင်းတို့ကိုအဘရအောင်ဆွဲထုတ်ပါအခုအဘတို့ပြင်ဆင်နေပြီမကြခင်ငါသားတို့စီ ရောက်လာတော့မှာငါသားတို့ဘာလို့ကျင်လဲဝင့်လင်းပြောမလိုပါဘူးပါအဘစစ်စင်ပေးထားတာအားလုံးပြည့်စုံပါတယ် ဖုံးဆက်တဲ့အချိန်တိုင်းအောက်ခြေကရဲဘော်အထိချိန်ဆက်ပြီးတအူးချင်းတယောက်ချင်းကိုစိတ်တက်ခွန်အားပေးတယ်။အထက်အကြီးကတယောက်ရဲ့ဓာတ်ရိုက်အားပေးမှုရထားတယ်။စိတ်တက်အခြေခံကောင်းပြီးသားစစ်တီဝေဖို့ဘာမှပြောဖို့တော့မလို့မိုးကိုဒူးနဲ့ခုံတိုက်ဆိုလဲတိုက်ရကြီးရဲ့တရက်မှာရန်သူ drop ဘုံတန်နဲ့တရင်မှုဒုတိယပွဲမှုကြီးမြို့ကကိုဝင်ဒဏ်ရာရခဲ့တယ်။28ရက်2024ရက်နေ့ဒဏ်ရာကိုဆေးတက်ပြီးဘန်ကာကပြန်ထွက်ချောင်းနေတဲ့ရန်သူစနိုက်ပါထိသွားခဲ့တယ်။သူ့ရဲ့အာယုံကိုမှားတယ် ။မာမရှိရင်မင်းဥဆောင်တိုက်။ဘရောမလည်းနဲ့မချနဲ့။နောက်ဆုံးချိန်ထိခံတိုက်။ပြက်သားစွာမှာပြီ။မြင့်မြတ်စွာအသက်ပေးလူသွားခဲ့တယ်။တရင်မှုရဲ့မှားကြောင်မှုကိုရခဲ့တယ်။အိုင်ဝဖြစ်သူပိုကြီးကျော်စီရသူ့ဆရာရဲ့စကားတိုင်းတသွေးမတိန်လိုက်နာပြီးစကန်းကိုဆက်လက်ကိုကဲခဲ့တယ်။တရင်မှုကြပြီးချိန်ကနေစကန်းကိုပြန်ရတဲ့အချိန်ထိ34ရက်တိုင်တိုင်စီမံခန့်ခွဲမှုကောင်းကောင်းနဲ့ဆက်လက်တောင်းဝန်ယူခဲ့တယ်။တပည့်ကောင်းပေးတာပါပဲ။တရင်မှုကြသွားတာကိုသိပြီးစိတ်သက်ကြနေပြီအထင်နဲ့ အလုံးအလုံးအရင်သုံးပြီး drop ဘုံးတွေလာချတဲ့အကြမ်းဖက်တွေကိုလက်နက်ကြီးတွေသုံးပြီးပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်ခဲ့လို့ရန်သူတိုက်စစ်အဟုံရက်တန့်သွားပြီးတော်တော်အထိနာသွားခဲ့တယ်။စိတ်တက်ကြဖို့နေနေတတ်တာခေါင်းဆောင်တွေလက်စားချေလို့စိတ်နဲ့အချင်းချင်းစီလုံးမှုပိုကျစ်လက်ပြီးစိတ်တက်တွေပိုထက်တန်လာတာအကြမ်းဖက်ကောင်တွေခံစားတတ်မယ်မထင်ဘူး။လက်တဆုပ်စာရှိတဲ့ဒီစခန်းလေးကိုအခုချိန်ထိမရနိုင်နဲ့။ပက်လေကငပွေးကောင်တွေဟာတောက်တခေါက်ခေါက်စခန်းပက်လေမှာမိုင်းတွေရှိမြဲအထင်နဲ့ လမ်းကြောင်းရှင်းဖို့ရွာထဲကနွားတွေဝက်တွေကိုစက္ကန့်နဲ့မောင်းသွင်းနေတကယ်တော့ဘောင်မိုင်းမှမရှိရဲ့ပြင်ရိတ်ခါအတွက်အဆင်ပြေခဲ့လို့ကြံဖန်အောင်ကျေးဇူးတင်ရမလို့လို့ဒါတည်းမဟုတ်စိုက်ဝါးတွေလည်းလာသေးအကြံဖက်ကောင်တွေစီမှာဗတ်တက်မတွေပါလာတယ်၄50ရောက်15ရောက်မောင်လေးတို့ဘာလို့ခုခံနေကြလဲမပြေမန်းဘူးလားလက်လက်ချလိုက်ပါ မောင်လေးတို့အားရှိအောင်အမတို့တွေနှုတ်တိုက်မယ်လေအမတို့ကိုယ်တိုင်တိုက်မှာနော်အမောင်းနဲ့ပူပေါင်းလိုက်တော့ ကိုတိုင်ကအုံနောက်မရှိလို့သူများခိုင်းတာလုပ်နေရဲ့ဗမာပဒတ်မတွေဒလုံမျိုးတွေလည်းအချက်မရှိပြောထွက်လေရဲ့သူတို့တွေလုံမှာတော့တပ်ဘက်ကလည်းတံပြန်ဆိုင်ဝါတောင်းမိတယ်ဝင်လာခဲ့စမ်းမညီလေးတို့ရဲ့အကိုတို့မှာဘာတွေရှိလဲဆိုတာကိုညီတို့ကိုကြွားကြံလို့ပါညီလေးတို့ဗမာပဒတ်လေးတွေကုန်မှာကိုညီတို့ကိုးကွယ်နေရဲ့ကရင်ကောင်တွေနေရာရမှာမဟုတ်လားဝင်လာခဲ့ကြပါဟန်စပီကအသေးလေးနဲ့ပြန်အော်ပေးလိုက်တယ်စိုက်ဝါဆိုတော့အပြစ်မှန်ပေါ်မှုတွေပြီးလွှင့်ကြရတာကြီးပဲ ထိရမထိရနာမနာဆိုတာကတော့လက်ရှိချိန်နေနဲ့ချိန်ထိုးစဉ်းစားကြည့်ပြီးတော့အဲ့လိုစိုက်ပွားတိုက်ပွဲနှွဲလိုက်လက်နဲ့ငယ်ရင်းနဲ့ဆွဲလိုက်120ရင်းနဲ့ပြက်လိုက်ဒရုန်းတွေနဲ့တမားလိုက်လုံနေခဲ့ရတဲ့ရပ်ပေါင်း49ရံမြောင်းလေးတမတော်သိမ့်ပိုက်ပြီးရဆောင်းတကွာတစ်ဖက်ကဲမှာနောက်ဆုံးတိုက်စစ်စားဖို့ပြင်ပြီးငပွေးကောင်ရဲ့လက်ချက်နဲ့ဆောင်းတကွာတသားကြီးကကျိုးသွားပြီးပြီမလို့အထရန်မြစ်ကိုဆက်လီနဲ့ကူဖို့လေးကလွဲပြီးတခြားနေလည်းမရှိဘူးအကြံပဲကောင်တွေကလည်းတစ်ဖက်ကနေအပိုင်ထိုင်ဆောင်နေရာ ကူးသွားတာနဲ့တွေ့မှာတွေ့ကောင်မှတွေ့ရောအဝိုင်းခံရတဲ့စက္ကန့်ကကို့ရဲဘော်ရဲဘက်တွေကိုကဲထုံနိုင်ဖို့အရေးကြီးအောင်မို့တိုက်စစ်စားဖို့ဆုံးဖြတ်လိုက်ပြီတက်မာရှိရကဆက်လီ20စီးတစီးကရန်သူ drop ဘုံတန်ကြောင့်ပောက်ပြဲသွားပြီအကောင်တစီးပဲကျန်နေအများဆုံးဆက်နာမှာရှိရတက်ရက်အင်ရနဲ့ဆို10ကောက်လောက်လူးလာခောက်တော့ပို့ရမှာဒီအတိုင်းထီထီတီခောက်တော့ခောက်ပြန်ပို့နေလို့ကတော့ဟိုကောင်နေအကြိုက်ကိုဖြစ်နေမှာပောက်ပြဲသွားတဲ့ဆက်လီတစီးကိုကြည့်ပြီး ်ဖြူအောင်မှုအကြံတစ်ခုရလိုက်တယ်။ချက်ချင်းပဲဆက်သီးကျိုးတွေဆင်းပြီးရာဘာတော်ရဲကရာဘာပင်တွေနဲ့ချိတ်ဆက်လိုက်တယ်။စစ်စင်ရေးစားမဲ့နာရီကညနေ6နာရီအမောင်တို့ကိုအားပြုပြီးမြစ်ကိုဖြတ်မှာဖြစ်ချင်တော့အဲ့ဒီနေ့ညနေ6နာရီမှာလုံလောက်တဲ့အမောင်တို့ကမရသေး။ဒါနဲ့ပဲနာရီပြောင်းဖို့အထက်ကိုတင်ပြလိုက်တယ်။ညနေ6နာရီ20ကိုအထက်ကလည်းခွင့်ပြုတယ်။ Okay ။စဖြတ်ပြီးဆက်လေတစင်းတစ်ဖက်ကန်းကအကျန်းဖက်တွေလည်းဒါကိုစောင့်နေကြတာ ဈာပြဖမ်းယူဆက်ထဲမှာကြားနေရပြီစစ်တပ်တော်မြစ်ကိုဖျက်လာကြပြီ ထားလိုက်ဒီဘက်ကန်းတီရောင်ဆောင်းလိုက်ဒီဘက်ရောက်မှအပိုင်တွေမယ်အချက်ချင်းပြောနေကြတာပဲသူတို့မတိလိုက်တာကဖျက်သွားတဲ့ဆက်လေးထဲမှာလူတယောက်မှမပါဆက်သီးကျိုးတွေနဲ့ဆွဲပြီးအယောင်ပြလှည့်စားတာအမောင်ရိတ်နဲ့မို့မြင်ကွင်းတွေကလည်းမရှင်းမလဲအဲ့ဒီချိန်မှာတပ်ဘက်ကနေစပြီးတမပြီဆက်လက်တွေ၄၀တွေ၁၂၀တွေလက်နေငယ်တွေဒရုန်းအဖွဲ့ကလည်းမနေဒီကောင်တွေရှိရနာကိုတွတ်တွတ်ချပြီးအတွဲလိုက် အကျန်းဖက်တွေခေါင်းကိုမဖော်နိုင်စက်လီစီလည်းအာယုံမရောက်နိုင်တော့စိတ်တက်စစ်စင်အနေနဲ့လည်းမပြက်ကွက်စေရဘူးစက္ကန့်ကကိုတက်ဖက်ဝင်တွေကိုအားပေးတယ်လို့နဲ့អော်ခဲ့ကြတာညီလေးတို့အားမငယ်နဲ့ညီလေးတို့ကိုကူဖို့ကိုလိုတက်ဖက်တွေစက်လီနှစည်းနဲ့လာနေပြီဟာဟိုကဘလို့ပြစ်နေရလဲအချင်းချင်းထိကုန်မင်းဟာဘယ်ဟိုဆောင်ပြစ်ညာဘက်မှာငါတို့တက်ဖက်တွေရှိတယ်ဟာ၁၂၀အပြည့်ရဲ့ငါတို့အဖွဲတွေကန်းတက်နေပြီအချင်းချင်းထိကုန်မယ်လက်ခွတ်မှာပဲအချင်းချင်းပြဿနာဖြစ်ချင်အောင်ဆောင်ပြီး မိမိတို့တပ်ဖွဲ့တွေဟိုနားမှာရှိတဲ့အောင်ဒီနားမှာရှိတဲ့အောင်120ပဲလေဟန်ချက်ညီစွာရက်လိုက်ပြစ်လိုက်အချင်းချင်းတွေကိုဆဲဟန်လေဆောင်းရသေးရဲ့ပို့ပြီးတော့ပြပြင်အောင်မီတာ100လောက်တာကျတဲ့အထရံမြင့်တစ်ဖက်ချမ်းစီဒီအတန်တွေကငေါ့ရောက်မှတင်နေရလေအကြံဖက်တွေပြားများရှာလိပြီးခေါမဖော်နိုင်အောင်အပြည့်ခံနေရတဲ့ကြားတဲ့စစ်တပ်ကဟိုနားမှာပဲရောက်နေတယ်လို့ဒီနားမှာပဲရောက်နေတယ်လို့ရောက်တယ်လို့ကြားရတဲ့နေရာစီကိုကားတွေဆိုင်ကယ်တွေနဲ့အပြည့်လွှားသွားတော့ တပ်ရဲ့အကဲစီဒုံးကမြင်နေရတဲ့နောက်ွယ်နောက်ထပ်ဒုံးတွေနဲ့အတွဲလိုက်ချပေးလိုက်တဲ့ပုံသေးတွေအုံငနဲ့တိုင်းကနေနောက်ထပ်တပန်းသုံးနဲ့စိုက်ဝါးဆက်လက်တွေညာဘက်ကိုဆောင်ပြေဘဘက်မှာငါတို့လူတွေရောက်နေပြီအကြမ်းဖက်တွေပြေးကြပြန်ပါပြီနောက်တနေ့ရဒီတကာတော့နည်းနည်းနဲ့သွားပြီအမိုးကရီအောက်ကနေတိတ်မထွက်ကြတော့စောစောလေးကမှအုံကနေကာကနေဖြစ်ထားတော့လက်နေကြပြီရတယ်လေကိစ္စမရှိထပ်သုံးလိုက်တဲ့စိုက်ဝါးတစ်ခုအဖွဲတွေပြန်ဆုပ်120အပြည့်ရစိန် ကိုလူတွေထိတ်ကုန်မယ်အဖွဲတွေမြင်မြပြန်ဆုံးဒါကိုကြားတော့အပိုင်မယ်ဆိုပြီးဟေးကနေထွက်လာကြတဲ့အကြံဖက်တွေစီကြားသွားပြန်ပါပြီဒရုန်းကဘုံသေးပြီးအတွက်လိုက်ဖြူဝါမှုကစကန်းစီကိုလည်းလှမ်းချိတ်ဆက်လိုက်တယ်တပည့်တို့မင်းတို့စီမှာကြည်ဘလောက်စီတန်နေလဲ50ဝန်းကျင်စီတန်မာတိရဲ့အပဟုတ်ပြီတခါပြည့်9000လုံးနဲ့ပြိုင်သူပြစ်ဆန်ကွာပြီးတော့ကြားပါထိုးအမိတ်အတိုင်းစကန်းမှရှိနေတဲ့လူအကုန်ဒီ9000စီပြိုင်သူပြစ်ချလိုက်ပြီးခံရကမထအကြထိုးလိုက်တယ်တောင်ပြေးမြောက်ပြေး ရွာစော်ကြီးခွေးပြင်းနေတဲ့အကြံဖက်ကောင်တွေအဖို့သူတို့ဝိုင်းထားတဲ့စကန်းစီကပါပြစ်ခတ်တန်တွေနဲ့ကြားထိုးတန်ကြရတော့ဟာစကန်းအကောင်တွေပါထွက်တိုက်ကုန်ပြီဟာဆိုပြီးစကန်းစီပြန်ပြေးကြအဲ့မှာသူတို့ကိုမျက်စိနှောက်နေတဲ့တပ်မတော် drone ဘုံးသေးတွေကကောင်းငင်ကနေပြေးနှံ့တော့တယ်ဒီလိုတွေရှုပ်ရှက်ကနေတော့ဆက်လီအကောင်ကနေခောက်တုတ်ခောက်ပြန်ပို့ပေးလိုက်တာတပ်ဖွဲ့ဝင်အားလုံးရောက်သွားကြပြီးချောင်းတစ်ဖက်စီကန်ကက်တာနဲ့ခုံစီမိုင်းထောင်ရဲလိုက်ကြတဲ့တပ်မတော်သားတွေအပိုင်ဆောင်တွင်ရဲ့အကြမ်းဖက်တွေရဲ့ တက်နက်ပြောင်းဝရှိမှအသက်ပိုပနေရဲ့အလားမတော်မဆုံတက်တိပြောင်းမြောက်စွာစကန်နာကန့်နိုင်ဖို့အတွက်လွင်ဒီကောင်မြေမီတာ900လောက်ရှိကွင်းမြေကြီးကိုတွာတွာချိတဲ့ရဲဘော်ရဲဘက်တွေကိုကဲနိုင်ဖို့မိမိတို့အသက်ကိုဖျက်ရပမာမိသက်ကုံအရောက်ရန်သူနဲ့အနီးကပ်တိုက်ပွဲဖြစ်ရဲရင်လုံးနဲ့ခမာရ423ရက်တယင်မှုနဲ့ဒုတယင်မှုရန်သူကြည်စံထိမှန်ပြီးဒုတယင်မှုကြတယင်မှုတရာရတိုင်းမီရဲ့အထုတ်ကြအာနာအတွက် တန်ဖိုးရှိတဲ့အသက်တွေကိုတယောက်ပြီးတယောက်မြင့်မြတ်စွာပေးလို့ခဲ့ကြရတယ်။မိမိတို့ရဲ့စကံမိမိတို့ရဲ့ရဲဘော်ရဲဘက်မိမိတို့ရဲ့တိုင်းပြည်မိမိတို့ရဲ့အထုတ်ချာအာဏာကိုမရရအောင်အရယူရမယ့်ပွဲမှုမလျှော့တော်စွဲတွေနဲ့ဆက်လက်ခြေတဲခဲ့ကြရတယ်။ဆက်လက်တွေ၄၀တွေလက်နက်ငယ်တွေဒုံးတွေပစ်ကိုတွေနောက်ဆုံးတော့နိုဝင်ဘာ၁၀ရက်ကနေအကြမ်းဖက်တွေရဲ့ဝိုင်းပတ်ပိတ်ဆို့ခံထားရတဲ့၆နှစ်ခွာစကန်ဟာရက်90အကြာဒီဇင်ဘာ29ရက်မနေ့အစောပိုင်းမှာပဲ တမ်မလော်ရဲ့လက်ထဲကိုပြန်ရောက်ရှိလာခဲ့ပြီးကစင်ကလေးအားပြေးသွားကြတဲ့အကြံဖက်တွေနောက်ကိုပြေးတဲ့လမ်းကြောင်းတစ်လျှောက်ဒရုန်းနဲ့လိုက်သမတာမီတာ3800လောက်ပဲ range မိတယ်ဆိုတဲ့ဒရုန်းတွေဟာအကြံဖက်တွေကို나ကြီးစိတ်ကိုရဲဘော်ရဲဘက်တွေအတွက်လက်စားချေလိုစိတ်တွေကြောင့်မီတာ4400အထိအညိုတကြီးလိုက်တွေခဲ့တယ်အကြံဖက်တွေပို့ဆိုင်ကရင်မီလောင်ကားတွေပေါ်ပြောင်းတဲ့ကားပေါ်ကိုပါဘုံသီးတွေကြနဲ့ခွေပြေးဝက်ပြေးပြေးခဲ့ရတဲ့ပွဲတဝဲပဲနောက်တစ်ခါ6နှစ်ခွာဟိဆိုရင် ဖင်းတောင်းအကြောက်ပြီးအတံမမကြားကျင်ဒေါ်လာအောင်တမခံလိုက်ရတဲ့အကျန်းဖက်တွေရဲ့အရှုံးကြီးရှုံးခဲ့ရတဲ့ပွဲတပွဲဆိုလဲမှမရှမ်းမြောက်မှာအချိန်လေးကောင်းနေဆိုပြီးရတာခမှာလဲရှမ်းလာလာလို့ကြည့်ခဲ့တဲ့အကျန်းဖက်တွေဖြူကပြကကြပြီးဆက်လန်တသွားခဲ့တယ်။မိမိတပ်ဖွဲ့တွေနဲ့လက်ချင်းပြန်ချိတ်ဆက်မိလို့စကန်တွေကထွက်လာနိုင်ခဲ့တဲ့တပ်မတော်သားတွေလက်ထင်နရင်တွေချောင်ကြပြီးနေစဉ်ရက်စဲဘန်ကားတွေကမထွက်ခရလို့ဝမ်းတွေချုပ်ပြီးဖော်တဲ့သူကဖော်ဖြော့တော့တဲ့သူကဖြော့တော့ ဒါပေမဲ့စစ်သွေးစစ်မဲ့အဟုန်ကြောင့်ညလုံးတွေကတော့တလက်လက်တောက်ပါနေစေ။ရန်သူတိုက်စစ်ကိုအကြိမ်ကြိမ်ခြေပြန့်နိုင်ခဲ့တဲ့တိုက်ပွဲတစ်ခုအစမတန်အင်အားများတဲ့ရန်သူရဲ့လက်အောက်ကိုဘရော့မအညံ့မခံအရှုံးမပေးဘဲနောက်ဆုံးထွက်သက်ထိတိုက်ခိုက်သွားမယ်လို့စိတ်ဓာတ်တွေခိုင်ခဲ့ကြတဲ့တိုက်ပွဲတစ်ခုတက်မတော်ဆိုတာဘာလဲဆိုတာအကြံဖက်ကောင်တွေကိုကောင်းကောင်းတက်တည်ပြပေးခဲ့တဲ့တိုက်ပွဲတစ်ခုတရင်မှုတယောက်ခေါင်းဆောင်ကောင်တယောက်အနေနဲ့မိမိအသက်ကိုစွန့်လွှတ်ပြီးလက်အောက်ကိုအကောင်းဆုံးခေါင်းဆောင်မှုပေးခဲ့တိုက်ပွဲတစ်ခု ခေါင်းဆောင်တွေကိုယ်တိုင်ကရဲဝံ့စွန့်စားစွာရှေ့ဆုံးကတက်ပြီးဦးဆောင်ခဲ့တဲ့တိုက်ပွဲတစ်ခုခေါင်းဆောင်တယောက်ရဲ့မိမိလက်အောင်ညီကိုတပည့်တွေကိုမရရအောင်ကဲထုတ်ခဲ့တိုက်ပွဲတစ်ခုစိတ်တက်စစ်စင်ရင်းနဲ့စစ်နည်းပြူဟာတွေကိုတွင်တွင်ကြဲကြဲတုံးပြီးအကြံဖက်တွေရဲ့စိတ်တက်ကိုရိုက်ချိုးနိုင်ခဲ့တဲ့တိုက်ပွဲတစ်ခုလက်နက်ကြီးပစ်ကူဒရုန်းမြေပြင်တပ်ဖွဲ့တွေဟန်ကျက်ညီပေါင်းဆက်ပြီးရန်သူကိုအနိုင်ရရှိခဲ့တဲ့တိုက်ပွဲတစ်ခုကျွန်တော်တို့ရဲ့ညီကိုတွေကိုကျွန်တော်တို့မှမကယ်ရင် ဘသူတွေကလာခဲ့မှလဲအပရာကျွန်တော်တို့အသက်တွေပေးရင်ပေးရပါစေကျွန်တော်တို့ညီကိုတွေအတွက်ကျွန်တော်တို့သွားမှာပေါ့စစ်တီတွေရဲ့ရိုးရိုးလေးပဲပြောခဲ့ကြတဲ့စကားတွေမြင်မာတဲ့စိတ်ဓာတ်တွေခိုင်ကြီးတဲ့တစ္ဆာတွေနှိုင်းစမရနိုင်တဲ့ရဲဘော်ရဲဘဲစိတ်တွေဘလောက်တောင်ပျော်ဝင်နေခဲ့လဲဆိုတာခံစားမိပါရဲ့မြမတက်မတော်တမိုင်းမှာတချိန်ကတမိုင်းဝင်ခဲ့တဲ့ကွမ်လုံရ40တိုက်ပွဲကြီးလိုပဲအခုဖြစ်ပွားခဲ့တဲ့6နှစ်ခွရ50တိုက်ပွဲကြီးကလည်းကြီးကျယ်ခမ်းနားစွာမှတ်တမ်းတစ်ခုဖြစ် ထင်ကြရင်နေတော့မယ်ဆိုပါပဲ။